အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါ Manchester City အသင်းကအခုကျွန်တော်တို့ Super Sunday မှာသူတို့ဘုံပေါက်ကို3ဂိုးတကူနဲ့နိုင်တယ်အိုက်ပွဲမှာ Erling Haaland တယောက်တည်းနောက်ထပ်2ဂိုးထပ်သွင်းတယ်ဆိုတော့ Man City ကဒီနေ့ရာသီမှာ Haaland ပေါ်ကိုအရန်ကြီးကိုအားကိုးနေရပြီးတော့ Haaland က Manchester City ရဲ့ Premier League Twin Goal 20မှာတယောက်တည်း73ဂိုးသွင်းထားတယ် စီဒီရဲ့ဒုတိယဂိုးအများဆုံးသွင်းတဲ့သူကဘန်လီရဲ့နောက်ခံကစားမှာသူတယောက်တည်းအုံဂိုးနှစ်ဂိုးသွင်းပြီးတော့ Ryan Chucky တကူဒါတစ်ဖက်က Phil Foden တကူ Matthias Nunes တကူ Ryder တကူနဲ့အခု Nico O'Reilly တကူသွင်းတယ်ဆိုတော့အခုလက်ရှိမှာ Manchester City အသင်းမှာအခုဒီ Erling Haaland သွင်းဂိုးတွေကိုအဓိကဖန်တီးပေးသူကဒါဘယ်သူလဲဆိုတော့ Ryan Chucky ပဲ ရိုင်းယန်ချာကီကဒါအရင်တည်းကမန်စီးတီးကိုမရောက်ခင်တည်းကဥရောပမှာဖန်တီးမှုအကောင်းဆုံးလူငယ်ကစားမတစ်ယောက်ပဲဟာလန်ရဲ့အတွင်းကိုနှစ်ကိုကိုဖန်တီးလို့ဒီနေ့ရာသီအတွင်းမှာလည်းသူစွမ်းဆောင်ရည်ကောင်းတော်တော်လေးပြသထားတယ်ချာကီကအခုလက်ရှိမှာမန်ချက်စတာစီးတီးအသင်းရဲ့နောက်ဆုံးသူကစားခွင့်ရတဲ့ပွဲထွက်ခွင့်ကစားခွင့်ရတဲ့၄ပွဲမှာ6ဂိုးပေါင်ပတ်သက်တဲ့၃ဂိုးသွင်း၃ဂိုးဖန်တီးထားတယ်ဆိုတော့အခုပရီးမီယာလိမှာဒါတကူးသွင်းတဲ့ ဒါ carabao cup မှာတကူအပါဝင်တူတဲသူလက်ရှိနေတာဒါလောလောဆယ်မှာအခု man city ရဲ့ဒီကစားကွက်မှာဗောလေ manchester city ရဲ့ကစားကွက်မှာဒါအခုကျွန်တော်သူ့ရဲ့ city ရဲ့အတောင်နှင်းဆုံး line ကိုကျွန်တော်ပြောပြမယ်ဘယ်ဘက်ချမ်းမှာ agnori နဲ့ nico o'reilly ဖြစ်တည်တိုင်အောင်ထားပါတော့ agnori နဲ့ nico o'reilly ကြိုက်တယ်လို့သုံးပြအဲ့မှာဆန်တာဘက်မှာ Jesco Guardiola နဲ့ Ruben Dias ကိုတွားပြီးတော့ညာဘက်ချမ်းကတော့ဒါဘယ်လိုပြောမလဲ ခူဆာနိုနဲ့မတ်တီးယားနူးနက်စ်ပဲပေါ့လေကိုမတော့ချန်လူဂျီဒူနာရူမာမှာနီကိုဂွန်ဇာလက်နေရာမှာရူဒရီပြန်ပါမယ်ဗျာသူ fully fit ဖြစ်လာရင်တော့အနည်းနဲ့အမြန်ပြန်ပါမှာအဲ့မှာဂျန်တဲ့ position သူ4141ကစားကွက်မှာဟာလန်အတီကြပေါက်ပါမယ်ဘယ်ဘချမ်းကဒူကူပါမယ်ညာဘချမ်းကဆာဗီညိုက အလင်းသိင်သိင်လို့ပါနိုင်တဲ့အချိန်မှာမန်စီးတီးအသင်းမှာဒါဂျန်တဲ့ position အတွက် attacking အတွက်နှစ်နေရာဂျန်တယ်ကျွန်တော်ဆာဗီညိုကိုတုံးမယ်ဆိုရင်ဒါ ဒီကြံတဲ့ position မှာကျွန်တော်ကတော့ထင်တာတော့အဲ့ right back ချမ်းမှာညာတောင်ဘက်မှာ7ညိုးရဲ့ Ryan Chucky ရဲ့ Bernardo Silva ရဲ့၃ယောက်ရှိတယ်။အလဲက Rinder ရဲ့ Foden ရဲ့နောက် Chucky ကိုအလဲထည့်လို့ရတယ် Bernardo Silva ထည့်လို့ရတယ်။ဒါတော့ကျွန်တော်ကခိုးပချစ်တို့တွက်လို့ထည့်ထားတာမဟုတ်ဘူး။ဆိုတော့ဒါပေမဲ့ Manchester City ရဲ့အခုကြည့်ဗျာဒါအခုလောလောဆယ်ကျွန်တော်အမြင်ဆိုရင် City ရဲ့အကောင်းဆုံး line up က Rodri က နီကိုဂွန်ဇာလိုက်ရဲ့နံပါတ်1ပိုဇီရှင်ကိုယူမယ်ကျန်တဲ့၄ယောက်မှာဘယ်လိုပြောမလဲဆိုတော့ဘေဘေချန်ကဒူကူကမဖြစ်မနေထည့်ရမှာသူ့ရဲ့အတိုးအလုတ်ကစီတီတို့အရေးပါတယ်သူဝင်းကားပိုဇီရှင်သွားရင်အော်စကာဘွန်နဲ့ဒီဆေဗင်ယူသွားနိုင်ပေမဲ့ကျန်တဲ့နေရာမှာဘန်နာရိုဆီလ်ဘောက်ကသူကတလဲနားလိုက်တလဲသုံးလိုက်မှာရိုင်းဒါကမိန်းပြကျန်တဲ့တနေရာက attacking midfield player ဖြစ်ရမယ်ဖိုဒန်ဖြစ်တယ်များအဖြစ်ဒါပေမဲ့ကျွန်တော်ပါဆင်ရဆိုရင်ဖိုဒန်နေရာမှာကျွန်တော်ရိုင်းချာကီကိုပို့သုံးစီခြင်းတယ် ။ဘာကြောင့်လို့ပြောလဲဆိုတော့ Foden ကဘာမှပြောစရာမရှိဘူး။တကယ် talented player 25နှစ်ရှိပြီ။ဒါပေမဲ့ပြဿနာက Foden ဟာ Manchester City ရဲ့နောက်ပိုင်းပွဲစဉ်မှာလုံးဝကို disappear ပဲ။သူတရာဒီလုံးမှာဂိုးပေါက်ပျောက်တယ်။ဒီရာဒီမှာသူဂိုးသွင်းနိုင်တဲ့တပွဲပဲ United Man United နဲ့တွေ့တိုင်းသူအများကြီးဂိုးသွင်းတယ်။ မနေ့ကတရားဒီမှာ73ဂိုးသွင်းတယ်ပရီးမီးယားလိမှာ9ဂိုးပြိုင်ပွဲစုံမှာနောက်ထပ်6ဂိုးနဲ့73ဂိုးသွင်းတယ်သူရဲ့ range ကအမှန်တိုင်းပြောရင်တော့တရားဒီမှာ14ဂိုး73ဂိုး15ဂိုးကသူရဲ့အကောင်းဆုံးပဲအဲ့ဒါကိုဒီ PFA ရဲ့တနစ်တာအကောင်းဆုံးစုပါဝင် City Flare 4နှစ်ဆက်ရတဲ့နှစ်မှာ Foden ကသူ့ဘဝရဲ့အကောင်းဆုံး performance ဖြစ်တရားဒီတွင်28ဂိုးနဲ့ပရီးမီးယားလိမှာ16ဂိုးသွင်းတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာ Foden ရှီကကျွန်တော်တို့ဘာမှထူထူမလုပ်ပြနိုင်ဘူး Foden က ဂိုးသွင်းတဲ့ဆွမ်းဆောင်ကြီးကြသွားယုံနာမကတူးချင်းကြော်ဖြတ်မှုဖန်တီးမှုသူ့ရှိကနေကိုကမနေ့ကဆိုပြတကိုးသူဖန်တီးသွားတယ်ဒါပေမဲ့အဲ့ဂိုးကလည်းသူဖန်တီးတော့လေတာမန်ပဲ simple pass ပဲအဲ့နီကိုအိုရိုင်းလေးယူသွားတယ်ဖြတ်ကန်သွားတယ်သဘောတရားဒါပေမဲ့ဘာဖြစ်လဲအဲ့နေရာမှာ creative player ပူပူသဘောကျတယ်ကျွန်တော်ဖိုဒန်ထက်စာရင်ချက်ကီကိုပူသဘောကျတယ်ဒီအသီးမှာဖိုဒန်ဟာပရီးမီယာလိစုစုပေါင်း၉ဘွဲကစားတယ်၉ဘွဲကစားမှာတကိုးသွင်း တကိုးဖန်တီးထားပြီးတော့ဒါအခုလက်ရှိအနေထားရ Phil Foden ရဲ့ form ထက်စာရင် Chucky ကိုကျွန်တော်ပူသဘောကြတယ် Ryan Chucky ကဒီဒီဒီနေ့ရာသီအတွက်မှာသူဒဏ်ရာကြောင့်သာသူ Man City ပွဲတွေမှာတိတ်မပါသေးဘူးဒါပေမဲ့ဒီ Chucky လေးကဥရောပမှာအရင်တည်းက talented player တယောက်ဒီနေ့ရာသီ Man City တို့ကစားတဲ့အခါမှာသူကစားတာတော့အခုဘယ်တော့မှမကစားရသေးဘူးเนาะ Premier League မှာ၅ပွဲ majority ကသူအရင်ပါတာများတယ်အခုမှတော့ပွဲထွက်ခွင့်အဲ့ဒါကို तू က တကိုးသွင်းနှကိုးဖန်တီးတာသူသူသူလက်ထက်မှာပို့ပြီးတော့ကိုးရနိုင်တဲ့ creative ပို့ရှိတယ်ဗျအမရိုတရီနဲ့ဒီဘယ်လိုပြောမလဲ rinder ကတေချာပေါက်နေရာရမယ်ဆိုကျန်တဲ့ creative ဘိုင်းမှာ banero silver ကိုတုံးမယ်ဆိုရင်ဒီ rinders ကိုဒီ chucky ကိုညာဖို့ silver ရယ် rinders ရယ် ဒီတစ်ဖက်က Rudy ရဲ့သုံးကျွန်တော်အမြင်တော့ four down ပွဲတိုင်းသုံးတာတက်ဆိုင် Ryan Chucky ကပို့ပြီးနေရာရတဲ့အဲ့နေရာ four down four down ရဲ့30ရူကအဲ့လောက်မဟုတ်ဗျာမနေ့က four down နဲ့ Chucky တွဲကစားတယ် Rinder out ထားတယ်ဒါက Champion League ရှိလို့ဗျာဒါပေမဲ့အလအနာကတ်မှာဆိုရင် Phil Foden ကို Man City က Guardiola အနေနဲ့အောက်တင်ပြီအောက်မှာ तू သူ့ရဲ့ performance तू ပိုတိုးတက်အောင်လုပ်မှာဆိုတော့ပွဲတိုင်း guarantee ပွဲထွက်တခွင့်ရနိုင်မယ်ဆိုရင် Phil Foden ရဲ့ကျွန်တော်ဘာမှထူးခြားသူ့လုံးပြရမှာမရှိဘူး မနေ့ကလည်းဒီတိုင်းပဲဒီနေ့လည်းသူ့ရဲ့ performance ပုံမှန်ပြတရားဒီကိုအတွင်းကို20 30အတွင်းနဲ့ကစားမှလည်းမှုတ်ဒါပေမဲ့ကိန်းကနန်းနေရာတော့မနေ့ကကောင်းနေတော့မယ်73ကျွင်းတယ်ဒါပေမဲ့8တနစ်ကအရန်တွင်းတယ်ဒါပေမဲ့ကျွန်တော်ပါစင်နေရဆိုရင်တော့ Phil Foden နေရာမှာ Ryan Chucky ကပူတင့်တော်တယ် Ryan Chucky ကိုညာထုတ် Bernardo Silva ရဲ့ Rinder ရဲ့ပြီးတော့မှ Rudiger Man City ရဲ့အကောင်းဆုံး line up ပဲဒါကျွန်တော်ပါစင်နေရအမြင်အဲ့လိုမဟုတ်ဘူးနီးပြ Foden တချို့ဘွဲတွေမှာ Foden နဲ့ပူစုဖြစ်နေတယ်ဒါပေမဲ့ဟို ဟာလန်း6ရောက်တဲ့ကိုဘလုံးထည့်ပေးမဲ့သူဟာဖူဒန်မဟုတ်ဘူးချာဂီပဲဝိုင်းချာဂီကဘလောက်ထိသူ့ရဲ့အည်သွေးပြေဝလဲဆိုရင်ပြီးခဲ့တဲ့2020နဲ့24 25ရာသီကနေလက်ရှိချိန်ထိမှာဒီ top 5ထိပ်တန်းလီထဲမှာဖန်တီးမှုအကျိန်23ချိန်လောက်ထားတယ်ဆိုတော့သူ့အထက်မှာ Rafinha 24ချိန် Michael Alise 25ချိန် Mohamed Salah 25ချိန်လမင်းယမ26ချိန် ဆိုဖို့သူတက်ပိုကောင်းတဲ့ကစားမဖမ်း၄ယောက်ပဲရှိတယ်။ဒါအကြီးကျက်ပဲကျွန်တော်ကတော့ဖူဒန်ထက်စာရင် Ryan Chucky ကိုပို့သဘောကြတယ်။ Chucky ကိုညာထားဘနက်ကိုလေထားပြီးဒါပေမဲ့ Chucky ရဲ့ဖန်တီးမှုကဘာဖြစ်ဖြစ် De Bruyne လို့ဟုတ်ချင်မှဟုတ်ပေမဲ့အဲ့လီဆိုဟာလန်6ယောက်တည်းကိုထည့်ပေးမဲ့သူကသူပဲဖူဒန်ဘယ်တော့မှထည့်ပေးတာမဟုတ်သူကသူကိုယ်တိုင်ဘောလုံးကင်တာဗျာရှားတယ်ဖူဒန်ရှိကအတိုးစိတ်လေးတွေနဲ့သူ tight area ကမှာရပေမဲ့ ဟာလန်ရှီကိုပေးမဲ့သူကဟာလန်ကလိုလို့ဘာလို့စီတီကဟာလန်ကမိန်ပဲဒါကျွန်တော်ပါစင်တဲ့အမြင်ပေါ့လေမန်မန်ချက်စတာစီတီပေးသက်တယ်ဘလို့မြင်ကြလဲရိုင်ယန်ချက်ကီနဲ့ဖိုဒန်အနာဂတ်မှာပွဲနေရာလူရပြီဆိုရင်ဒါ right right winger မှာချက်ကီကကစားနိုင်သူ့အတွက်ကတော့နှစ်နေရာရှိမှာပေါ့လေဒါပေမဲ့ဖီလ်ဖိုဒန်အတွက် limited ဖြစ်လာလိမ့်မယ်ဒီပုံစံသူ့ performance ကိုထပ်မတိုးနိုင်ဒါကျွန်တော်အမြင်ဘလို့မြင်ကြလဲစီတီပေးသက်တယ်ဘလို့မြင်ကြလဲဖီလ်ဖိုဒန်ရဲ့ တပီတော့ charge ကြီးကငယ်သေးတယ်ဗျဒီတက်ပူကောင်းလာဖို့ပဲရှိတယ် Foden ကအင်္ဂလိပ် player ဖြစ်လို့ तू ဘလောက်ညံ့ညက် criticize လုပ်မှာမဟုတ်ဘူးဒါအင်္ဂလိပ် media ထုံးစံပဲဒါပေမဲ့ Phil Foden နေရာမှာ Ryan Cherki ပူသုံးတယ်နောက် Bernardo Silva ရဲ့ game time ကိုလျှော့လိုက်ရင်တော့ Foden ပြန်ပါကောင်းပါနိုင်တယ်ဒါကျွန်တော်အမြင်ပေါ်ဘယ်လိုမြင်ကြလဲ Man City ပြည်သက်တယ်ကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်